ပြပြီးမှာကတီချာတို့ statement ထားမယ်ဆိုတော့စာကကလေးတို့ကိုပေါ့ကိုရင်ရမယ်မလားတီချာဘဇက်ကပြောလိုက်မယ်ရှေ့ကပုံစံတွေရှိပြီးပြီဆိုတော့เนาะဘလို့ရေးမှာလဲ let ထားရမယ်အရင်ဆုံး pn เนาะ denote denote the statement ရေးလိုက်ပါဦးမယ်ပထမတကြောင် dot pn denote the statement ဆိုပြီးပါလို့ပြန်ကူ one two plus two two plus 3q plus and so on plus n2 equal to the n into n plus one the whole square by two uh, the whole square the whole g square no the whole g g square nào vì yeah we know okay era so yin teacher lo palau me number 1 chat pi twa bi number 2 chat ga n man jang pya ma phit de twa 4 n equal to 1เนาะအဲ့ဒါဆိုတချို့တို့ဒီမှာဗာထည့်ကြည့်1ထည့်ကြည့်တော့ထိတ်ဆုံးကိန်းရ1ကျုဆိုရင်ဒီကလည်း n မှာ1ထည့်1ကျုဆိုရှင်းနေနောက်နဲ့ညီရင်ဗာမလုတ်လဲရတယ်လို့ပြောလိုက်လဲအဖြေတန်းရေးလိုက်เนาะဒါကြောင့်မလို့ left hand side ပေါ့ left hand side equal to the 1ကျု the 1ရတယ်เนาะတခါ right hand side ကိုရှင်းမယ် right hand side မှာအနေရာမှာ1ဆိုတော့1 into 1 plus 1 by 2 that's a 1 1 and 1နဲ့ပေါင်းတာက2ရှိက1နဲ့မြောက်လဲ2ပဲ2 by 2ဆိုပါရလဲ1ရတယ်ဒါကြောင့် teacher တို့ရဲ့ left hand side ရဲ့ right hand side ရဲ့ဟာဘာဖြစ်သွားပြီလဲညီသွားပြီเนาะညီသွားတဲ့အတွက်သူဒီဘာမှန်သွားတာလဲ b 1 is true เนาะဒီချက်2မျိုးမပြောတော့ဘူးเนาะကြိုက်တယ်လို့ရေးလို့ပြောပြီးပြီဖြစ်တဲ့အတွက်ဒီချက်ဒီ2မျိုးပဲရေးလိုက်တော့မယ်ကဲနောက်တစ်ခုက ပြီးခေမှန်တယ်လို့ယူဆမယ်ဆိုတာ assume that ပါမှန်တယ်လို့ယူဆ pk is true နော် pk is true ဆိုတော့အနေအရာဒီမှာပါထည့်ပြ k ထည့်ပြရင် that is လို့ရေးမယ် i e i dot e ဆိုတော့ထက် 1q plus 2q plus 3q plus and so on plus အနေအရာမှာ k ဆိုတော့ k cube equal to the k into k plus 1 by 2 the whole square ဖြစ်သွားမယ်เนาะကဲဟုတ်ပြီဒါကတချို့ဘာဖြစ်ပြီလို့ယူဆထားလဲညီပြီယူဆထားတဲ့အတွက်ဒီဘက်ချမ်းရဲ့ k တန်ဖို့အထီကိုဒီဘက်အဖြေကိုယူသုံးမယ်เนาะကဲအဲ့ဒါပြီးရင်တချို့ဘာလုပ်မှာလဲ pk plus 1မှန်တယ်လို့မှန်ချောင်းပြမှာ ပြမှာဖြစ်တဲ့အတွက် we will show that လို့ရေးရမှာပေါ့เนาะတက်တည်ပြမြည်ပေါ့ဆိုတော့ we will show that အဲဒါ statement လို့ရေးတော့ဒီချက် pn p လို့ပဲရေးလိုက်တော့မှာเนาะ statement က p မို့လို့ p k plus 1 is true เนาะ p k plus 1မှန်ကြောင်းပြမယ်ဒါကြောင့်မလို့တက်တည်ပြရန်ဆိုတော့ to prove not to prove အဲ့ to prove ကဘာလဲခုနကတချို့ယူထားတဲ့ရဲ့ဒီ k အထိပြီးသွားရင်နော်ဒီ k အထိပြီးသွားရင်သူ့နောက်မှာဘာထပ်ရင်မဲ့ k ထက်တက်ပိုလာလာမှာဖြစ်တဲ့အတွက် k ကျုပ်ပြီးရင် k plus 1 the whole ကျုပ်ထည့်မယ်နော်အဲ့တော့1ကနေစမယ်ကျုပ်တွေနဲ့သွားမယ်ပေါ့အဲ့တော့ like ပြောပါဦး1ကျုပ် plus 2ကျုပ် plus 3 2 plus and so on plus K ကျု K ပြီးရင် K ထပ်ပိုလာလာမှာဖြစ်တဲ့အတွက်တစ်တူပြီး the whole ကျု equal to right hand side မှာ n into လို့ပြောတဲ့အတွက် n နေရာမှာဘာထက် n n နေရာမှာ k plus 1နော် n နေရာမှာ k plus 1ပြီးရင် into ဒီမှာအနောက်မှာ multiply မြောက်ထားတာလေးရှိတယ်ဘာလဲ n plus 1မှလားအဲ့တော့ k plus 1 plus 1ပေါ့နော် +1 teacher အောင်နာဆင်ရေးလိုက်မယ်ကလေးတို့เนาะမဆက်ပါဆိုလို့ equal to အရှိက a နေရာမှာက k+1 နောက်က a နေရာမှာ k+1 သူ့မှာနောက်မှာ +1 ရှိတဲ့အတွက် k+1 +1 by เนาะနောက် k+1 +1 by 2 the whole square 2 the whole square ကဲအဲ့ဒါဆိုရင်တီချာရူကဒီဘက်လက် hand side ကိုရှင်းရင်ဒီအဖြေထွက်ကြောင်းပြမှာအဲ့တော့ဒီမှာပါတိထားမှာလဲဆို k+1+1 ဆိုတာဘာနဲ့တူလဲ k+2 နဲ့တူတဲ့အတွက် k+1 k+2 the whole square by 2ဆိုတဲ့အဖြေထွက်ရင်ရပြီပေါ့နော်အဲ့ဆိုတီချာတက်တည်စပြမှာဖြစ်တဲ့အတွက် proof နော် proof proof ကဘယ်အစလက် hand side က1 2+2 2+ three cube plus and so on plus k cube ပြီးရင်ပါလာမယ် k plus 1 the whole cube နော်အဲ့တော့သူ့ကိုရှင်းရင်ဒီချက်လို့ပါရရမယ်ဒီပဲညာဘက်ချမ်းရရမယ်ဆိုရင်ဒီကနေဒီထိ k သည်ခုနကဒီချက်လို့ဒီမှာယူဆပြီးသွားပြီပေါ့နော်ဒီချက်လို့ယူဆပြီးသွားပြီ ဘာထည့်လို့ရမလဲ key into key +1 by do the whole square ထည့်မယ်အမှန်ချစ်ထားတာเนาะအနီနဲ့အမှန်ချစ်ထားတာလေးလာအစားအသွင်းမယ်ဆိုတော့ key into key +1 by 2เนาะအစားအသွင်းမယ်เนาะ key into key +1 by 2 the whole square เนาะအဲ့မှာအမြောက်ကိုဒီချက်တို့ကတော့နှုတ်ကြိုးနဲ့ into ပဲဖြစ်ဖြစ် multiply by အမှန်တော့မြောက်တာပေါ့เนาะ multiply by တို့မဟုတ် key စလို့ပြောလို့ရတဲ့အတွက် key times လို့ဖတ်လေရတယ်เนาะဟုတ်ပြီအဲ့ဒါဆိုရင်ဒီချက်တို့ဒီမှာအစားသွင်းထားတာဒီနောက်မှာဘာလေးကြံသေးလဲဒါကြံတယ်အဲ့ဒီကြံတာလေးဒီချက်လာထည့်မယ်ဆိုတော့ key plus 1 the whole ကျုထည့်ပြီပေါ့เนาะအဲ့ဒါဆိုဒီချက်တို့ဘာလုပ်လို့ရမယ်ဒီ2ဒီ power ဒီအမြောက်နဲ့ အစားဆိုရင်ပါဝါဝင်မြောက်လို့ရတယ်ဂိမ်းလုံးမြောက်ထားတာနဲ့စားထားတာပေါ်ကိုဝင်မြောက်လို့ရတယ်အပေါင်းနဲ့အနှုတ်ရဲ့ဂိမ်းလုံးပေါ်ဝင်မြောက်လို့မရအောင်အဲ့ဆိုတီချာတို့ဒီမှာနှစ်ခုမြောက်ထားတာရှိတဲ့အတွက်ပထမခေပေါ်ကိုဝင်မြောက်မယ်ဒုတိယဒီတကွင်းပေါ်ကိုဝင်မြောက်မယ်ပြီးရင်ဒူးပေါ်ကိုဝင်မြောက်မယ်ဒူးကစားထားတာသဘောပေါက်လားเนาะအဲဆိုရင်ကျွန်တော်ဘလို့ဖြစ်သွားမလဲ key square key plus 1 the whole square by နဲ့နှစ်ထပ်က၄အနောက်မှာကျန်တာလေးကကျုဖြစ်တယ် k +1 the whole ကျုရမလားခဲအဲ့ဒါဆိုရင် k +1 the whole ကျုရဲ့ဒီမှာ k +1 the whole square ရဲ့ဆိုရင်ဒီချေအဲ့ဒီမှာပိုင်းခြေညှိပါမယ်ပိုင်းခြေညှိပါမယ်ဆိုတဲ့အတွက်ပိုင်းချေမညှိသေးခင်လဲဒီချက်ဒီမှာပုံထုတ်လို့ရเนาะ k+1 the whole square ရဲ့ ဒီဘက်က k+1 တဟိုးကျူရဲ့မှာ x2 နဲ့ x3 လို့ကလေးတို့မြင်ကြည့်လိုက်နော်အဲ့ဒါဆို x2 နဲ့ x3 ပုံစံဆို exponential ပုံထုတ်လို့ရတယ် x2 x2 ဆိုရင်ဘယ်လောက်ထုတ်လို့ရလဲနှစ်ထပ်ထုတ်လို့ရတယ်မလားအဲ့တော့ဒီချက်လေးဒီမှာနှစ်ထပ်ထုတ်မယ်နှစ်ထပ်ထုတ်ရင် k+1 ကိုပုံထုတ်လိုက်ရင် square ဒီလိုလေးတွေကိုကိုကတင်ချာရဲ့အခြေခံရှင်းနီးလေးတွေကိုကျွမ်းကျင်သွားဖို့လို့တာเนาะအဲ့ဒါဆိုရင်ခဏရှင်းတတ်သွားမယ် ။နောက်ဆိုဒီချက်ဒီမှာ square ထုတ်ထားရင်ဒီမှာဘာကျန်ပါလဲ။ keep square by 4ကျန်မယ်เนาะ။အဲဆိုတော့ဝင်ခတ်လိုက်ပြီเนาะပုံထုတ်ထားတဲ့အတွက် keep square by 4ဒါရှိကိအနောက်မှာကဒီချက်နှစ်ထပ်ထုတ်ထားရင်တစ်ထပ်ကျန်ပါမလား။ဒါဆိုရင် keep plus 1တခွင်းကျန်မယ်။ဒါပုံထုတ်တာ။ရပြီလားရပြီဆိုဒီချက်ဒါလေးကိုပါလုပ်လိုက်ပိုင်းချီညှိလိုက်ဆိုရင်အရှိမထုတ်ထားတာက k + 1 the whole square အနောက်မှာပိုင်းချီညိမှာကရှေကခီစကွဲအနောက်ကို4နဲ့မြောက်မှာဖြစ်တဲ့အတွက်4 key plus 4 by 4နော်အဲ့ဒါဆိုဒီချေရက် show that ဖြစ်နေတာဖြစ်တဲ့အတွက်ဒီမှာတက်တည်ပြမယ့်ဟာလေးကိုတွားကြည့်ထားလိုက်လို့ရတယ်နော်ဒီအဖြေထွက်ရမယ် key plus 1 key plus 2နော်အဲ့ဒါဆိုတော့ဒီချေကဒီမှာမပါလို့ပဲဒါလေးကို နော်ရှေးကိန်းနှစ်ထပ်ရှင်းအောင်မြောက်ခြင်းနဲ့စာနောက်ကိန်းနှစ်ထပ်ပုံစံဖြစ်တဲ့အတွက် the whole square ပုံစံပြင်မယ်စခွဲကိန်းခွဲခိုင်းလိုက်တာနော်စခွဲကိန်းခွဲတော့အနောက်က4ဖြစ်တဲ့အတွက် key plus 2 the whole square ရမယ်နားလည်လားကြက်ချီကခွဲလိုက်ရင် key plus 2 the whole square ထွက်မယ်အောက်က by 4ထွက်မယ် by 4ဆိုတာနှစ်နှစ်ထပ်မဟုတ်ဘူးလားနော် by 4ကနှစ်နှစ်ထပ်ဒါဆိုရင်ဒီချေအဲ့ဒီမှာ the square ကိုအပြင်ကိုပုံထုံးမယ် နော် square ကိုဘာလုပ်မလဲအပြင်ကိုပုံထုတ်မယ်ဒီရှိရလဲ square နော်အားလုံးက square တွေမပါဘူးလားဒီရှိရုပ်မြင်လားနေအနီနဲ့ဝိုင်းပြမယ်နော်ဆိုတော့ဒီမှာလဲ square ဒီကလဲ square ဒီမှာကလဲ square ဒါဆိုအဲ့ဒီ၃ခုလုံးမှာပါတဲ့ square ကိုဒီချက်ပုံထုတ်လိုက်မယ်ဒါဆိုဘာဖြစ်သွားမလဲ k + 1 into k + 2 into အဲ k + 2 by 2 the whole square ဖြစ်သွားပြီ နားလည်မလားဒါအဲ့ဒါဆိုဒီချက်အဲ့ဒီဒူးလေးတွေကိုမလုံလိုက်မယ်ဘုံထုံလိုက်မယ်နော်ပုံထုတ်လိုက်မယ်ဆိုတော့ဒီစာကရေးရမှာဆိုလို့ပြန်ကြူရေးထားလိုက်တာเนาะကဲအဲ့ဒါဆိုရင်ခုနတည်းချက်ပုံထုတ်လိုက်တော့ဘယ်လိုဖြစ်သွားလဲเนาะ equal to k plus 1 k plus 2 by 2ကိုရှိနေတဲ့နှစ်ထပ်တွေကိုဒီချက်ဘာလုပ်လိုက်လဲထုတ်လိုက်တယ် ဒါဆိုရင်တချို့တူသွားပြီဖြစ်တဲ့အတွက်ဒီတူးလေးကိုတူးအဖြစ်အတိုင်းရေးခြင်းတူးဆို1နဲ့1ပေါင်းထားတာမှလားအဲ့လိုပြန်ပြင်ရေးပေးလိုက် k+1 into k+2 ဆိုတာက 1+1 ဟုတ်ပြီလားနော် 1+1 by 2 the whole square ကဲအဲ့တော့2ဗီလာလို့တွက်ကြည့်နော်ဒီမှာ k+1 k+2 1 plus 1 by 2 the whole square ညီသွားပြီညီသွားရင်ဒီချက်တို့ဘာမှန်သွားတာလဲ pk plus 1မှန်သွားပြီပေါ့နော်ဆိုတော့ therefore pk plus 1 is true ဒါမှမဟုတ် the statement is true for k plus 1เนาะ n equal to k plus 1လို့ရေးအဲဆိုရင်အောက်ဆုံးမှာဒီအဖြစ်ရေးလို့ရပြီ the principle of mathematical induction the statement is true for all natural number n ဆိုရသွားပြီပေါ့နားလည်ရလားရမယ်နော်ကြည့်ဟုတ်ပြီအဲဆိုဒီချက်နောက်ဗီဒီယိုတွေဆက်ဆောင်ကြည့်ပေးပါအားလုံးမင်္ဂလာပါ